ဒါအဖေနဲ့အဖေနဲ့ဖောက်ပြန်တဲ့မိန်းမနဲ့အာဒီမိန်းမကိုမုန်းတယ်ဆိုရယ်ကာရက်တာကိုပြန်ပြီးတော့မှုသွင်းရတယ်ပေါ့ကက်ကခဏနားလိုက်တရခလေးလေးရေမုန်းလာစားဆိုမုန်းကြွေးလိုက်နောက်ဆင်းကြတော့ဒီမိန်းမကိုမုန်းတယ်လို့ပြန်ပြောရလိုက်တယ်ဆိုတော့နည်းနည်းတော့ခက်ခဲတာပေါ့နော် မတတရာသူ့စင်မပါလဲကိုရှေထူးပါလို့ရှိရင်ရှူတင်ကိုလိုက်လာတယ်။လိုက်လာပြင်ဒီထမင်းကျွေးတာတို့ဘာတို့အကုန်လုံးသူကအကန်ခူကြတာပေါ့။ဟုတ်ဒါကိုရှေထူးပေါ့နော်။မြက်ွယ်ကကားရီကတီဗီရဲ့အဖေဥခန့်ကိုရဲ့ဇလန်းလေးဆိုတော့လာအပ်ပေးတာပါ။ ဖေကြောင့်စိတ်တန်ရရဲ့ဘလော့ဒါများခဲ့ရတဲ့ကောင်းပါလေးအဖေကြောင့်စိတ်တန်ရရတာများဟိုဓာတ်နဲ့ကုတ်ကုတ်ကိုမှုံးရတာနဲ့သူများကိုလိုက်ထိုးရတာနဲ့တော်တော်လေးစိတ်တန်ရပြခဲ့တဲ့ကောင်းပါလေးပေါ့နော်ဘာလဲချစ်နေကြရလဲသမီး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 ဘာလဲသမီးသမီးဒါဒါအစစ်နဲ့ပေါ့နော်ဒါအစစ်နဲ့အရှာမှာဆိုလို့တိတ်တိတ်ကတ်ပြီးတော့လုပ်ရတာတို့နောက်မတ်တတဲကိုလိုက်ထိုးတဲ့အခန်းဆိုလို့ရှင်လဲသူကစိတ်ဆိုးရတဲ့အခန်းဆိုတော့အတန်ကုန်ချစ်ပြီးអော်ရတာတွေပါနေဆိုတော့ ိုက်ခန်းတွေကတော့ပင်မန်းနဲ့အခန်းလေးပေါ့နော်အဓိကချက်ကတော့အရန်အားကြရယ်အရန်အားကြရယ်ဆိုတော့မတ်တဲရသူ့စင်းမပါလဲကိုရှိထူးပါလို့ရှိရင် ရှူတင်ကိုလိုက်လာတယ်လိုက်လာပြင်ဒီထမင်းကျွေးတာတို့ဘာတို့အကုန်လုံးသူကအရန်ဘူကြရတာပေါ့နော်ဆိုတော့ကိုကကြည့်နေရင်းနဲ့အာသဘောကြရတယ်ကိုနကိုရဲချစ်ရတဲ့အစုံတွဲလေးဖြစ်တယ်ဆိုတော့ဒါမဲ့ character အရကိုကပြန်ဝင်ရအောင်မယ်ဆိုလို့ရှိရင်ဒါအဖေနဲ့အဖေနဲ့ဖောက်ပြန်တဲ့မိန်းမနဲ့ အာဒီမိမကိုမုန်းတယ်ဆိုတဲ့ character ကိုပြန်ပြီးတော့မူသွင်းရတယ်ပေါ့ကက်ကခဏနားလိုက်တရခလေးလေးရေမုတ်လာစားဆိုမုတ်ကြွေးလိုက်နောက်ဆင်းကြတော့ဒီမိမကိုမုန်းတယ်လို့ပြန်ပြောရလိုက်တယ်ဆိုတော့နည်းနည်းနေတော့ခက်ခဲတာပေါ့နော်အဲထမင်းချိုက်လေးလည်းလာတယ်တခါလေကြာရင်မုတ်လေးတွေစားတက်တာလေးအဲ့လိုမျိုးဝယ်လာတယ်အများရန်တောက်လျှောက်တောက်လျှောက်ကိုစိတ်ကြရှူတင်မလာနိုင်တဲ့ရက်တွေဆိုလို့ရှိရင်လည်းအများရန်ဖုန်းပြောနေရ ားကြရတယ်တစ်ဖက်ဖြစ်သွားတယ်နော်ဒီဘက်ကတစ်ဖက်ကအာအားကြလိုက်တာချစ်ဖို့ကောင်းလိုက်တာဆိုရယ်စိတ်ကတစ်ဖက် အာဒီဘက်ကကြတော့အာမုန်းရမယ်ဆိုရယ်စိတ်ကတစ်ဖက်အဲ့လိုမျိုးဒီဟာလေးဖြစ်ခဲ့ကြတယ်နော်သမီးလေးကမလုပ်ချင်လဲဘဲသွားချင်လဲဒဲဒီကိုပြောလေသမီးဘဲမှမသွားချင်ဘူးသမီးဘာမှလည်းမလုပ်ချင်ဘူးအဲ့ဒီအချိန်တွေတော့ဆိုလို့ရှိရင်ဒီဇလန်ရိုက်နေတဲ့အချိန်အတော်တွင်တောက်လျှောက်ပေါ့နော်ကိုရွှေထူရောမန်းအိမြတ်သူရောနှစ်ယောက်စလုံးက ရိုက်ကွင်းမှာရောဒီရိုက်နေတဲ့အချိန်မှာရောကို့သမီးလေးတယောက်လိုမျိုးညွနေထွေထွေဆက်ဆံခဲ့တဲ့အခါကျတော့နောက်ပိုင်းသူတို့နှစ်ယောက်ရံဖြစ်တဲ့အခန်းလို့ဒီလိုမျိုးအဲဘရောက်ဆာဖြစ်တဲ့အခန်းတွေမှာဆိုရင်ကိုကိုရိုင်းသမီးတယောက်လိုမျိုးခံစားရတယ်ပေါ့ကို့အဖေနဲ့အမေနဲ့အဆင်မပြေဖြစ်တယ်ဆိုရဲခံစားချက်ကိုတကယ်ခံစားရပြီးတော့တကယ်စိတ်သက်ကြရတယ်ပေါ့နော်အဲ့ဒီအခန်းရိုက်နေတဲ့၂ရက်၃ရက်မှာကိုကိုရိုင်းလည်းတကယ်စိတ်သက်ကြရမျိုးခံစားရခဲ့ရတယ်ပေါ့ဒါဒီနဲ့မမ်မီဘာဖြစ်ကြရလဲဟုတ်ဘာမှဖြစ်ပါဘူးသမီးရဲ့ ကိုကျွန်ုပ်ကိုအဲ့ကိစ္စကိုပြီးမှဆက်ပြီးဆွေးနွေးကြမယ်နော်ဒီနေရာမှာပေါ့ဒီဇာကားရဲ့မှာမေဖြူတယုတ်ဆောင်ရတဲ့ character ကမိဘပေါ့အဖေတယောက်ရဲ့ဒီစီစီကံဖောက်မှုကြောင့်ပေါ့နော်ဒါသာသမီတယောက်ခံစားရတဲ့နေရာကနေပုံဖော်ထားတာဆိုတော့အပြင်မှာလည်းအကယ်၍များဒီလိုအဖြစ်ပြက်မျိုးရှိခဲ့လို့ရှိရင် တာသမီးတွေကအခန်းစားရဆုံးဖြစ်မယ်လို့ထင်တယ်ပေါ့ဒီကားထဲမှာဆိုရင်ကော်မလေးကဒါဆက်ကျော်တက်ပေါ့ဥမာ16 19 20အရွယ်ပေါ့ခလေးငငယ်လေးရတော့မဟုတ်တော့ဘူးဒါပေမဲ့တက်ရွယ်တစ်ခုရှိနေပြီဆိုပေမဲ့လည်းအဖေကအဖေပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့အဖေနဲ့ပတ်သက်ပြီးတော့ခံစားရတဲ့အချိန်မှာဒီ emotion ကပြင်းထန်တယ်ပေါ့နော်ဒါကိုကြတော့ခံစားမှုရတဲ့သူတွေကပို့ပြီးတော့တည်နိုင်မယ်ပို့ပြီးတော့လည်းကိုချင်းစာနိုင်မယ်ပေါ့ comment ထဲမှာဆိုရင်တချို့ကကြတော့ဒီလိုမျိုးကိုတွေးခံစားမှုရတယ် ဒီခန်းကိုပြန်ကြည့်ရတဲ့ချိန်မှာကိုကိုကိုပြန်မြင်ရတယ်မျက်ရည်ကျရတယ်ဆိုတော့ဟာမျိုးလေးတွေတွေးမိတယ်ပေါ့ဆိုတော့အဲအဖြစ်ကိုယ်တိုင်လည်းခံစားခဲ့ရတယ်ပေါ့တမီးတမီးမနေ့ကစိတ်ကြီးပူနေတာဘလို့ခန်းမမျိုးရှောက်တော့နေရလဲတမီးဟမ်အထူးသဖြင့်ပေါ့မမျက်လေးနဲ့နှစ်ယောက်ငိုတဲ့ဆင်းနေမှာဆိုလို့ရှိရင်သဘောကျတယ်ဆိုပြီးတော့ ကွန်မန့်လေးလည်းတွေ့ပါတယ်။တချို့ကျတော့လည်းအစ်စ်ကလေးမို့လို့တရုတ်ဆောင်လို့သေးရဲဆိုတာမျိုးလည်းတွေ့ရပါတယ်။အမဖြူဒီထက်ပို့ပြီးတော့လည်းကြိုးစားပါမယ်။နောက်ပြီးတော့သဘောကျရတဲ့ဆိုရဲသူတွေအကုန်လုံးလည်းမဖြူကကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။အပြောရလို့ရှိရင်တော့ကိုရွှေထုကအရန်အသက်မကြီးသေးဘူးပေါ့နော်မကြီးသေးဘူးဆိုတော့ကိုအကူအရွယ်လောက်ပဲရှိသေးတာပေါ့ဒါပေမဲ့ဒီကားထဲမှာအဲကာရိုက်တာအရာအသက်ကြီးထားတယ်အသက်ကြီးထားပြီးတော့ကိုကလည်းဒက်ဒီလို့ခေါ်ရတဲ့ခါကျတော့ပထမတစ်ဆင်းနှစ်ဆင်းရိုက်တဲ့အချိန်မှာနည်းနည်းလေးတော့ တမျိုးလေးတော့ဖြစ်တယ်နှစ်ယောက်စလုံးပေါ့နော်ဆက်ဆက်ရှူတင်ဆက်ဆက်လာကျွန်တော်အောင်ဆိုအကိုကဟာတဲ့ငါတမီးကအဲ့လောက်ကြီးမယ်မထင်လားအဲ့လိုမျိုးပြောရပေါ့အဲနောက်ပိုင်းကျတော့ရိုက်နေရင်းနဲ့ပဲဒါအသားကျသွားပြီးတော့ဒါအဆင်ပြေသွားတာပါဟုတ်အမမြက်လေးနဲ့ရတီကားမှာအစုံရဆုံးပဲပေါ့နော်အမေနဲ့စင်းနေရပို့ပြီးတော့များတယ်ဆိုတော့မဖြစ်အခုမှတရုတ်ဆောင်အစ်စ်ပဲရှိသေးတာဆိုတော့ဒါတချို့ဟာတွေကိုတိတ်ပြီးတော့ နားမလည်တာလေးရှိရပေါ့နော်မမျက်လေးကအစနေအဆုံးအကုန်လုံးတင်ပေးတယ်ဒီလိုပြောရမယ်အာဒီလိုလုပ်ရမယ်တမိပါညာပေါ့အကုန်လုံးတင်ပေးပါတယ်အစပိုင်းမှာနည်းနည်းလေးအသားမကျခဲ့ပေမဲ့နောက်ပိုင်းကျတော့မမျက်လေးရဲ့ဒီအစွဲခုံကြောင့်ပဲနည်းနည်းဖြည်းဖြည်းနဲ့ပို့ပြီးတော့ငကိုထပ်ပို့ပြီးတော့အသားကျလာခဲ့ရပေါ့နော်အာကျေးဇူးအများကြီးတင်ပါတယ်